ကမ်ဘလူမခင်ဦးဘက်သို့စစ်ကြောင်းထိုးလာတော့အင်အားတရာကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုကြောင့်စစ်ကြောင်းစုဖွဲ့မှုပျက်စီးပြီးစစ်ကြောင်းမူပါဝင်စစ်သား50ဦးတေဆုံးကစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိကြောင်းတည်ရပါတယ်။သခိုင်းနိုင်ကမ်ဘလူမြို့နယ်မှာခင်ဦးဘက်သို့စစ်ကြောင်းထိုးလာတော့အင်အားတရာကျော်ပါတပ်မ33တပ်များကိုတိုက်ခဲ့ရာစစ်ကြောင်းစုဖွဲ့မှုပျက်စီးပြီးစစ်ကြောင်းမူပါဝင်စစ်သား50ဦးတေဆုံးကစစ်တုံးပန်း15ဦးနဲ့ လက်လိုက်ခဲရများရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှအတော်လှန်ရေးတရင်ရင်းမြစ်ကပြောပါရယ်။နိုဘာလ17ရက်နေ့နာနဲ့၈နာမိနစ်50ခန့်ကမ်ဘလူးမြို့နယ်ဝတိုးကျေးရွာစစ်တပ်ထိုင်စခန်းမှခင်ဦးမြို့နယ်ဘက်သို့အင်အား၁၂ဦးဖြင့်စစ်ကြောင်းထိုးလာတော့တမ33လက်အောက်ခံခလာရ111စစ်ကြောင်းကိုကမ်ဘလူးမြို့နယ်ရင်းတပ်ရွာနီးတွင်တော်လှန်တပ်များကဝိုင်းဝန်းတက်ခိုက်ကြရာတပ်ပွဲမှာနာနဲ့၁၇နာရီ၄၅မိနစ်အချိန်ကြီးကြာမြင့်ခဲ့ပြီး စစ်တပ်ဖက်မှစစ်ကြောင်းမှုပါဝင်50ဦးသေဆုံးကြောင်းစစ်တုံးပါ15ဦးကိုလက်လက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရှိရပါတယ်။လက်လက်ခဲယမ်းတင်းစီရရှိမှုအနေဖြင့် MA1 နဲ့လက် MA3 နဲ့လက် MA4 တလက် G3 ခုနလက် MA6 တလက် MA တလက်ကာပိုင်၅လက်စလီယာတလက်လေးလက် drone တစ်စင်းဂျမ်ဘာအကြီးတလုံးပါဝါစတေးရှင်းတလုံး laptop တလုံး၄၀မမဘုံတလုံးအင်နာကာ၃လုံးတို့ကို တင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။တိုင်ပွဲမှာစစ်ကြောင်းမှုငရေရောက်သွားပါတယ်။တချို့တဝက်စစ်ခွေးတွေကတော့ဝတ်တိုးခွေးအထိုင်ထဲပြောင်းဝင်သွားနိုင်ခဲ့တယ်။နမခါကောင်းတွေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စင်းဟာခင်ဦးကပ်ဘူးနယ်စပ်မှာနှစ်ကြိမ်လေကြောင်းတိုက်ခိုက်ပြီးပြန်ခေါက်သွားပါတယ်။အထိခိုက်မရှိပါဘူးဟုတော်လှန်ရေးတင်းရင်းနစ်ကပြောပါတယ်။အဆိုပါတိုင်ပွဲတွင်ကပ်ဘူးခရိုင်ပကဖကာဘူးတိုင်နယ်ပကဖကျောက်တိုင်ပကဖရီယူးမြုံနယ်လက်ယုံပကဖခီဦးပကဖ PDF ါလာဖစုဖွဲ့တက်ခွဲလို့ပါဝင်တက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဘွဲပါကဖ၏ကနဦးတက်ခွဲသတင်းထုတ်ပြန်ချက်တွင်လည်းကမ္ဘလူခိုင်ရွှေဘူခိုင်များတွင်စစ်ကြောင်းထိုးပြီးအကြမ်းဖက်လုပ်ရများကိုလှုပ်ဆောင်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကမ္ဘလူခိုင်ပါကဖအထူးလှုပ်ရှားတက်ရင်ရုံးမြုံနယ်ပါကဖဒူဝါဖွဲ့ရွှေဘူခိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်30နဲ့တော်လှန်ရေးအစုများကကြားဖြတ်တက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှအထိနာပြီး စစ်တုံးပါနဲ့လက်နက်ခဲယံများတင်းစီရရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ TNLA စုတ်ကွာမြို့မိုးမြင့်မြို့မှာ ABSDF နဲ့ PDF တို့ကို KIA ကစီးရေးကူညီပေးပြီးဟု KIO ပြောခွင့်ရဘုံမူကြီးနော်ဘူးကပြောဆိုလိုက်ပါတယ်။မိုးမြင့်မြို့ကိုစစ်တပ်လက်အောက်မကျစေရန် KIA ပါကဖားနဲ့မဟာမိတ်များပူးပေါင်းဆောင်ရွက်ပြီးဟုကတိပြုထားပါတယ်။ရှမ်းပြည်မြောက်ပိုင်းတွင်တောင် TNLA စုတ်ကွာမြို့မိုးမြင့်မြို့မှာ ABSDF နဲ့ PDF တို့ကို KIA ကစေအကူညီမိဟု KIA ပြောခွင့်ရဗိုလ်ကြီးနော်ဘူးကပြောပါတယ်။မုံမိတ်မြို့နယ်တွင် KIA တရင်များစွာရှိပြီး ABSDF PDF တို့နဲ့အတူပူးရက်ရှိနေကြောင်းတပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNL စုတ်ခွာမိမုံမိတ်မြို့နယ်ပတ်သက်၍စေအရာဆောင်ရွက်ရမှရှိတော့လေ ABSDF နဲ့ PDF တို့၏စေလုံရှမ်းမှုများလှုပ်ဆောင်လာရင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဗိုလ်ကြီးနော်ဘူးကပြောဆိုပါတယ်။ မုံမိတ်မြို့နယ်ထဲမှာကျွန်ုပ် KIA တရင်34ရှိတယ်။ KIA PDF တပေါင်းစုအတူတူရှိနေတယ်။အခြေချထားတယ်။မုံမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABS DF နဲ့ PDF တွေကိုတော့ KIA ကကူညီတာမျိုးရှိနေတယ်ဟုဘုံမူကြီးနော်ဘူးကပြောပါတယ်။မုံမိတ် KIA ပြည်သူ့ကော်မတီအဖွဲ့ကလည်းမုံမိတ် KIA တွင်ဖြစ်ပေါ်နေသောအခြေအနေများအရမိတို့ပြင်ခက်ခဲဖြစ်ကြုံတွေ့စေကမူပြည်သူ့ရဲ့သားတွေရှိနေပြီဖြစ်ကြောင်းထိုးပြင်းစစ်ကော်မရှင်လက်အောက်သို့မကြောက်ရွံ့စေရနဲ့ တော်လိုင်းအောင်မြင်မှုပန်းနိုင်စီတို့အများဆုံးရောက်ရှိစေရန်တော်လိုင်းညီတော်မဟာမိတ်များနဲ့ပူးပေါင်း၍အောင်မြင်မှုရသည့်အထိဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းဂရိတ္တစာပြုထားပါသည်။ TNL ကအော်တိုဘာလ29ရက်နေ့တွင်တရုတ်၏ဂျာဝင်စစ်ဆတ်မှုဖြင့်စစ်တပ်နှင့်ပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုန်းနှင့်မိုးမိတ်မြို့များမှပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်း TNL ထုတ်ပြန်ကြေညာထားပါသည်။မမခါအနီးစက်တလေတီပြကြမှုစုံစမ်းနေတယ်လို့မုံရပခဖကပြောပါရယ်။ဇဂိုင်းတိုင်းမုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါအနီးမှာ ဆက်တက်လေထီဒဇင်ပြတ်ကျမှုဖြစ်စဉ်အတီးပြုတ်ဖို့စုံစမ်းနေတယ်လို့ဝန်ရပကဖတာဝန်ရှိသူကပြောပါတယ်။နိုဘာလာ၁၇ရက်ညနေ6:00နာရီဝန်းကျင်မှာနမခောက်ကိုပြန်ဆင်းလာတဲ့ဘာရမိုတာဒဇင်ပြတ်ကျခဲ့တယ်လို့တီးရပါတယ်။မနေ့ညနေပိုင်း6:00နာရီလောက်ကဗျအစင်းမှပြတ်ကျတယ်လို့တီးရတယ်။အဲ့ဒီနာနမခပဝန်းကျင်လို့ပြောရမယ်။အတီးပြုတ်ချက်ရအောင်လို့စုံစမ်းနေတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။လေကြောင်းသတင်းစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ဝီဟင်ရဲ့အချက်အလက်တွေအရမနေ့ကညနေ9:45မိနစ်ဝန်းကျင်မှာ နာမခါကနေပါရမိုတာနှစ်ဆင့်တက်ခဲ့တယ်လို့အတိပေးထားပါဗါးပါရမိုတာပြတ်ချမှုနဲ့ပတ်သက်လို့တော့တခြားပေါ်ပြတာမတွေ့ရပါဘူးနှစ်ဆင့်မှာတစ်ဆင့်ကမှုတလင်းကဏီကိုကျဲပြီးပြန်ဆင်းတယ်နောက်တစ်ဆင့်ကအရာတော်မြေမှုဘက်ကိုသွားတယ်ဒါပေမဲ့ဘုံကျဲတာမရှိဘူးအဲ့ဒီတစ်ဆင့်ကပြတ်ကျလာလို့စကိုင်းတိုင်းဆင်းရဲတဲ့ရင်းတွေကပြောပါတယ်နာမခါမှာပါရမိုတာနဲ့ဂျိုင်ရိုကော့ပတာဆယ်ဆင့်ဝန်းကျင်ရှိနိုင်တယ်လို့လည်း၎င်းကသုံးသပ်ပါတယ်ယခုနိုဝင်ဘာလ6ရက်နေ့ကဘကိုရန်ဖြူးမြုံနယ်မှာဘုံလာကျတဲ့ဂျိုင်ရိုကော့ပတာတစ်ဆင့်အပြန်မှာပြတ်ကျပြီး စစ်သားနှစ်ဦးသေတယ်လို့ဗဟိုတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကရဲသားများကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေစစ်တပ်ပြုလုပ်နေတဲ့အပြင် မကွေ၊စကိုင်းနဲ့မန္တလေးတိုင်းမှာပါရာမိုတာ၊ဂျီရိုကော့ပတာတွေနဲ့ကြဲအသုံးပြုနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုလေမြို့လေကောင်ရှိရွှေဆိုင်တပြားတိုက်ခါရမှုတွေလုံခြုံရေးဝန်ထမ်းတူတေဆုံးကဆိုရှယ်မှုတံပိုးရေးတွက်နေစေဖြစ်ကြောင်းသိရပါတယ်။စစ်တပ်မြို့တော်ဘီယူလေမြို့လေကောင်ရှိအောင်စပယ်ရွှေဆိုင်တပြားတိုက်ခါရမှုတွေလုံခြုံရေးဝန်ထမ်းအမျိုးသားတူတေဆုံးခဲ့ပြီး ဆုံးရှုံးမှုတာမှုကိုရည်တွက်နေဆဲဖြစ်ကြောင်းရွှေဆိုင်မှစုံစမ်းသိရှိရပါတယ်။မနက်ပိုင်း9နိုင်ခန့်တွင်မလေးလှရှုံးပြည်ထောင်စုလမ်းမကြီးကမ္ဘောဇာဘန်ခွဲအမှတ်နဲ့နိုင်စင်အနီးရှိအောင်စပယ်ရွှေဆိုင်ကိုအမျိုးသားဓမြနှုတ်ကဝင်ရောက်တက်ခိုက်ရာတွင်အမျိုးသမီးတအူးထိခိုက်ကာလုံခြုံရေးအမျိုးသားတအူးတေဆုံးသွားကြောင်းမြို့ခများထာမှသိရပါတယ်။လက်ရှိတွင်လူရခံရသည့်ကြောင့်ရရနာရွှေထဲလက်ဝက်လက်စားများကိုရေတွက်နေကဆုံးရှုံးမှုတံမှုရေတွက်နေစေဖြစ်ကြောင်းရွှေဆိုင်မှစုံစမ်းသိရှိရပါသည် လူလက်ကောင်ကြီးမှတော့ညတိုက်ရဲနေတာအတော်ကြောက်ဖို့ကောင်းနေပြီဆိုင်တွေအကုန်လုံးလည်းညနေ6နာရီလောက်ဆိုပိတ်နေကြပဲအခုဆိုမနေ့ပိုင်းတော့စိတ်မချတော့ဘူးပြင်းလို့မြုပ်ခတူကပြောပါတယ်ညတိုက်မှုတွင်ပအဝင်သူနှစ်ဦးသည်နမောပါဠိဆိုင်ကယ်တစ်စင်းဖြင့်ဝေရောက်လာ၍ဆိုင်တွင်ဝေရောက်လူရပြီးတနက်ဖြန်ပြစ်သည်ဖြင့်လုံကျွေးဝန်ထမ်းထိမှန်ကတေဆုံးခဲ့ခြင်းဖြစ်ကြောင်းတီးရပါတယ်အဆိုပါတနက်ဖြန်ပြစ်ခတ်သူမြို့သားကိုဖမ်းဆီးရပြီးကြံတအူးမှထွက်ပြေးလွတ်မြောက်နေစေဖြစ်ကြောင်းတီးရပါတယ်စစ်တပ်အာဏာသိမ်းသားသည့်ကာလများတွင် ရန်ကုန်မြို့အပါအဝင်မြို့ကြီးများနေမြို့များတွင်ခိုးဆိုးလူရက်သူအများတိုက်မှုပစ္စည်းလူရက်မှုနဲ့ပြန်မေးဆွဲမှုများပုံမှုများပြားလာပြီးတရားဥပဒေအရအဖြစ်ပေးဖမ်းဆီးနိုင်ခြင်းမရှိကြောင်းသိရပါတယ်။စစ်မှုထမ်းဥပဒေဖြင့်အတမခေါ်ယူထားသူများကိုရာထူးအဆင့်တိုးပေးကငါးနှစ်အထိစစ်မှုထမ်းရာစစ်ကောင်ရှင်ကစီးရုံးနေကြောင်းသိရပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေဖြင့် တင်နာပေးပြီးခေါ်ဆောင်လာသည့်တင်နာသားတင်များကိုရာထူးအစ်စ်များဒိုးပေးကငါးနှစ်ပြည့်အောင်စစ်မှုထမ်းရာစစ်ကုံဖြင့်ကစီယုံနေကြောင်းသိရပါတယ်။စစ်မှုထမ်းပတ်စင်တဲ့တင်နာသားတင်များကိုမန္တလေးသားတွင်ရှိထပ်ပတ်နယ်ပို့ဆောင်ရေးတရင်ထပ်ပတ်ရတင်းနှစ်တွင် ရာထူးအစ်စ်များဒိုးပေး၍ရွှေစစ်မှုထမ်းကရာစစ်ကုံဖြင့်ကကြိုးပမ်းနေခြင်းဖြစ်ပါတယ်။တင်နာသားတွေကိုအကြက်တွေတပ်ပေးထားတော့စစ်မတိုက်ပဲတက်ထဲမှာရာထူးမြန်ရမယ်လို့ထင်အောင်စီယုံရေးစင်လာတယ်စစ်တပ်အင်အားပြည့်မှုတက်အရာရှိတွေကနှီးမျိုးစုံသုံးစီယုံနာတွေလုပ်လာတယ် ရာထူးအစဉ်လိုက်ရရှိရေးဆိုတာတက်ကတရားဝင်ထုတ်ပြန်ပြီးသားပါတင်နာသားတစ်တွေကိုမလုံးပေးအစစ်နဲ့တက်သေးကိုခေါ်သွင်းနေခြင်းဖြစ်ပါတယ်ဟုတက်တွင်းတရင်ရင်းနစ်ကပြောပါတယ်ထောက်ဝတ်တက်အတွင်းတာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့်စစ်မတက်ရဘူးဆိုသည့်အကြောင်းပြချက်ဖြင့်စစ်မှုထမ်းတသားတစ်များကိုရေရှည်စစ်မှုထမ်းရာစစ်ကောင်ဖြင့်ကစီယုံနေတော်လဲလက်ရှိအခြေအနေနဲ့ကွဲပြားလက်ရှိကြောင်းလည်းသိရပါတယ်ဒီကဲဒီနှစ်ဖော်ဝါလာတွင်စစ်ကောင်းဆောင်ဘူချုပ်မူကြီးမရောက်နိုင်အောင်ပြပြထမ်းလာသည့်စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကိုဖိအားပေးခေါ်ဆောင်ခဲ့ရာစစ်မှုထမ်းတင်နာပေးခဲ့ရာယခုဆိုရင်အပတ်စဉ်၁၈ရက်ထိရောက်ရှိလာပြီဖြစ်ပါတယ်။စစ်မှုထမ်းတင်နာမှာတင်နာစင်နာသည့်တပ်သားတများကိုစစ်ကောင်ရှင်ကစစ်ရေးပြင်းထန်နေသည့်ရခိုင်ကချင်နဲ့စကိုင်းတိုင်းမန္တလေးတိုင်းရယောတီတိုင်းအတွင်းရှိရှေ့တန်းစစ်မြေပြင်များသို့အတင်းအကျပ်ပို့ဆောင်ထားကြောင်းသိရပါတယ်။ရှမ်းမြောက်အပြစ်ရဲစဲရေးမတိုင်ခင်ကလည်းနောင်ချိုရှိတောင်ခမ်းကြောင်မဲနဲ့ဒီဘောတက်ွဲများတွင်စစ်မှုထမ်းတပ်သားတွေများကိုပူဆောင်ပြီးရှေ့တန်းတွင်စစ်မှုထမ်းခိုင်းခဲ့ကြောင်းသိရပါဗါဒစစ်ကောင်ဖြစ်က တင်နာသားတင်များကိုတက်ခါရွတ်တက်ရင်မဟုတ်သည့်ထောက်ပို့တက်များတွင်တာဝန်ခံခံပြီးရေရှည်စစ်မှုထမ်းရာစီုံထားတော်လဲလက်တွေ့တွင်စစ်ကောင်ရှင်၏ကာဝေးပစ္စည်းစစ်ရုံကပတ်ဆနှင့်စစ်အင်ဂျင်နီယာတက်များကိုပါတက်ခါရွတ်တက်ဝန်များကိုထမ်းဆောင်ခိုင်းနေရကြောင်းသိရပါသည်ဘကိုးတိုင်းအတွင်ရှိကာဝေးပစ္စည်းစစ်ရုံကပတ်ဆ6ကပတ်ဆ16မကွေးတိုင်းအတွင်ရှိကပတ်ဆ14တို့တွင်တိုက်ပွဲများနီးကပြင်းထန်လေသည့်အတွက်ကပတ်ဆတပ်သားများပါရှေ့တန်းတက်ခါရွတ်တက်ဝန်များကိုလုဆောင်နေရကြောင်းတက်တွင်းတွင်ရင်းမြစ်ထံမှသိရပါသည် ထိုင်းမြန်မာနယ်စပ်မော်တော်မှာတပ်ဖွဲ့ပြင်းထန်ဖြစ်ပွားနေတဲ့အတွက်ဒေသခံထောင်ကြီးစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။ထိုင်းမြန်မာနယ်စပ်တနင်္သာရိုင်တိုင်းမော်တော်မြို့ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးလေကြောင်းနဲ့မြေပြင်စစ်ကြောင်းထိုးကအပြင်းထန်တိုက်ခိုက်လာတဲ့အတွက်ဒေသခံပြည်သူထောင်ကြီးစစ်ဘေးရှောင်ပေးရှောင်ထွက်ပြေးနေရတယ်လို့ဒေသခံတွေထံကသိရပါတယ်။လုံမာလာဆေကစတဲ့ကအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကိုခံယူဥဆောင်တဲ့ပူပေါင်းတပ်တွေကခုခံတိုက်ခိုက်နေတဲ့အတွက်မြို့လွတ်ကျွတ်စစ်ဘေးတိမ်းရှောင်နေကြရပြီ ထိုင်းတာဝန်ရှိသူတွေကစောင့်ကြည့်နေတဲ့ဒန်စီကွန်ဂိတ်အနီးဆစ်ရှောင်းနေရတယ်လို့သိရပါတယ်။စစ်ပီးရှောင်းပြည်သူတွေအတွက်ထိုင်းမချမ်းကားတွေပြည်သူတို့ကစားစရာနဲ့ရေတံများတိုင်းတစ်ပိုင်းလှူဒါန်းပေးနေပြီးလူရည်များလုံးတဲ့အတွက်အရေးပေါ်ကယ်ဆယ်ပစ္စည်းတွေလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။